ာကာသနဲ့ပတ်သက်ရင်တရုတ်နိုင်ငံအတွက်သမိုင်းဝင်အောင်မြင်မှုတစ်ခုဖြစ်ခဲ့တဲ့ရှန်ကျိုး73ရုပ်ရှင်ပြပွဲကိုအော်တိုဘာ15ရက်ညနေပိုင်းကရန်ကုန်မြို့မင်းအန်ကျော်စွာလမ်းကရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှာကျင်းပခဲ့ပါတယ်။အဲဒီခန်းနာမှာ China Media Group နဲ့ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတို့ပူးပေါင်းကျင်းပခဲ့တာဖြစ်လို့ ဖိတ်ကြားထားတဲ့ဧည့်သည်တော်တွေရန်ကုန်အခြေဆိုင်တရုတ်ဘာသာစကားသင်တန်းကျောင်းများမှာကျောင်းသားကျောင်းသူတွေဆရာဆရာမတွေတက်ရောက်ခဲ့ကြပါတယ်ကျန်ကျိုး73ရုပ်ရှင်အားအာဂါသစကန်ပေါ်မှာပြုတ်အာဂါသရင်မှုတွေကိုရိုင်းရဲကူးခဲ့တာဖြစ်ပြီးပြုတ်နိုင်ငံရဲ့ပထမဆုံးတော့ AKA တွေမျိုးရှိတဲ့မှတ်တမ်းရုပ်ရှင်လည်းဖြစ်ပါတယ်။快要过年了，我们总算能在春节长假里放缓一下工作节奏。 对中国人来说，有那个阿嘎达三亚西门街嘛，阿爷知道路来巴南的没新苗来撇被，阿嘎达九巴南的嘛，上周十栋阿嘎达一亩一块的，不让中间超大家十间产卖单位没新过，十来片切开个，先顾上来撇白。上周十栋嘛，阿嘎达一亩那屋呢。မှာဆုံးတော့တရုတ်အမျိုးသမီးအာဂါဒရင်မူတို့ပါဝင်ပြီးလုံခဲ့တဲ့2021ခုနှစ်အတွင်းကစတင်ပြန်နှံခဲ့တဲ့ခီးစဉ်လေးဖြစ်ပါတယ်။ အာဂဒါရေမှု၃ဥရောအာဂဒါစကန်ထဲမှာလုပ်ငန်းတာဝန်များနဲ့အတူနေ့စဉ်လှုပ်ရှားလုပ်ကိုင်ကြပုံတွေကိုရိုက်ကူးပြသထားတာဖြစ်ပါတယ်။ရှန်ယိုဆက်သုံးရဲ့အာဂဒါရေမှု၃ဥရောရပောင်း182ရက်ကြာမြင့်တဲ့အထိအာဂဒါထဲမှာနေထိုင်ခဲ့ကြပြီးအာဂဒါစကန်ထဲမှာလလလုတာတွေစကန်အပြင်ဘက်ထရက်ကလမ်းလျှောက်တာတွေနဲ့တိုက်ပန်ဆန်းသမှုတွေကိုလည်းလှုပ်ဆောင်ခဲ့ကြပါတယ်။ အဲ့ဒီခီးစင်ဟာတရုတ်အာသာရင်မှုတွေရဲ့အာသာထဲမှာတစ်ကြိမ်တည်းရဲအကြာရှည်ဆုံးနေထိုင်မှုကိုလည်းဆန့်ကျင်နေထိုင်ခဲ့တဲ့ခီးစင်လည်းဖြစ်ပါတယ်။အဲ့ဒီရုပ်ရှင်စကားကိုပြီးခဲ့တဲ့စက်တင်ဘာလထဲမှာတရုတ်နိုင်ငံတွင်ရုံတင် ပြသခဲ့ပြီးအာသာလာဒီယာတွေနဲ့လူသားမျိုးတွေကဘာမြေပေါ်တန်ဖိုးထားမြင့်နိုးမှုကိုအန်အောဖဲကောင်းအောင်ယူဆောင်လာခဲ့တယ်လို့ကြီးရှုတဲ့ပရိသတ်တွေအတွက်ရှင်ခုံမှုတွေနဲ့အတူစိတ်ဝင်စားစရာဖြစ်စေခဲ့ပါတယ်။就好像今天的我们。 离开地球是探索宇宙一样。中国နိုင်ငံရဲ့အောင်မြင်မှုသမိုင်းကိုလက်တွေတည်မြဲတည်ရှိခွင့်ရခဲ့ကြပြီးအာကာသနဲ့သိပ္ပံဤပညာတွေဟာလူငယ်လူတွေတွေကြားမှာပုံမှန်စိတ်ဝင်စားစရာဖြစ်စေခဲ့ပါတယ်။